တော့ကြီးနေရာနဲ့ပြင်းနေဟာอืมဟုတ်ကြီးနေဆင်ပြေးလာနေရပြရတော့နေရာနဲ့ပထဝီလေးနည်းနည်းထိမှရအောင်ပထဝီထိတော့တမိုင်းပဲကြီးရအောင်ဟုတ်ကောင်းတယ်နော်လေအုံကြီးလိုခုံးနေတယ်မနေ့ခင်ဗျာဟိုတုန်းကငငယ်ရောတော့ခေါ်သူလိုပါပဲခုခုပြီဆိုလဲရတယ်ကိစ္စ ကိုကိုကိုဘေးလေ။အော်ကိုဘေးလို့ခေါ်ရရပါလေ။ကဲကဲပြောပြသူမကြီးဘေးရမှာ။ဟိုကျမအကူညီလေးတစ်ခုတောင်းရင်လို့ပါကိုဘေးရ။ပြောလေ။တင်ဘာကူညီပေးရမလဲ။အော်။ကဲရောမင်းနွားစာပတ်ကြည့်ပါကွာ။ဟိုအိုကြီးနွားစာမနဲ့ထဲကျွေးထားပြီးပြီလေ။ဟောနွားရေတိုက်လိုက်ပါကွာ။ဟိုအစာကြီးမတော့ရေတိုက်ရတာဗောအိုကြီးရလေ။ကဲနွားသွားညစ်လိုက်။ အုတ်ကြီးမွေးတဲ့နတိတွေပဲနမတကောင်မှမပါဘူးလေအဲ့ဒီနတိတော့ဘယ်လိုဆိုးခိုင်းတာပါဆိုးလိုက်အာအုတ်ကြီးနတိကနှိုးဆိုးလို့ရမလားဗျာရှိသူမှနားမလဲတာမိဒီလိုမရှိသေးခြင်းလို့ပြောနေတာပါထုတ်နေတာဗမာလူဆိုပါထုတ်တာကောဟုတ်လားဘယ်လိုရှင်းရှင်းလေးလို့ပြောပါအုတ်ကြီးအာအဲ့ဒါဆိုလဲဒီချက်ရှောင်ပေးပါဘို့အုတ်ကြီးကလည်းပြင်ရှင်းရရင်တော့မင်းအာနားလိုက်တာရပါလေကိုဗေရအော်ကိုဗေသမီးလေးလည်းမမြင်ပါလားရရသွားတယ်ရရသွားတယ် ကြာကြာလဲသားတာလားအဲကောင်းတော့ပေါ့ရှင်ဟိုကိုဘေးရဲ့တပီလေးမရှိဘူးဆိုတော့ကျမနေနေလဲကိုမွင့်နေနေပြောလို့ရတာပေါ့ပြောရလွတ်လပ်ပြောလို့ရပါတယ်လွတ်လပ်ပြောရဒီလိုပါကိုဘေးရဲ့ကျမမာလဲယောက်ျားသားမရှိဘူးဆိုတော့တခါတလေလေးကိုရင်ထဲကဖြစ်ချင်တဲ့ဆန္ဒတွေအကောင့်ထိမဖို့ဘူးကိုဘေးရဲ့ကောင်းအဲ့ဒါကိုဘေးများဟို ုတော့နေရတဲ့အရန်ပြင်းတယ်ဟုတ်တယ်ဟုတ်တယ်ကိုပီခုတလောနေအရန်ပြင်းတယ်အဲတော့ကျွန်တော်ကျမကြီးကနည်းနည်းလေးချွတ်တဲ့နေလေအိုးကိုပီနေမကောင်းလားကျမကြီးနောက်တော့အုတ်ချွေးရေးမှုကလည်းဖြစ်နေတယ်ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့မတင့်တော့ပါဘူးမကောင်းဘူးမတင့်တော့ပါဘူးဟုတ်ကိုကိုဘေပပောက်ဆူလို့ကျနာလဲပါပါပြောတာလေဟုတ်မကောင်းပြောတယ်တန်ဝါတကိစ္စကျဟုတ်ပုံလေဟိုဘာညာဘာညာမဟုတ်ဘူးအိုးကိုကိုဘေရမဟုတ်လား ဘယ်နဲ့ဘူတမတာဟောအဝါဟာဝီဝါဟာလေးရှောက်ရှောက်ပြောနေတာလေဒုက္ခပါပဲကျမဆိုလို့ကျနာလေကျမမှာယောက်ျားမရှိတော့ဟိုစီးပွားရေးကိုဥဆောင်မဲ့လူကလည်းဟိုမရှိဘူးလေအဲ့ဒါကြောင့်မို့ကျမဖြစ်ချင်တဲ့ဆန္ဒတွေကတခါတည်းကျအကောင့်ထဲမပေါ်ဘူးစီးပွားရေးလိုအပ်တယ်ဒါကြောင့်မို့ငွေချေးလေးဟိုကျမအကူအညီလေးတောင်းချင်လို့လာတိုက်မင်းနာပါရှင်ကျမလည်းဟိုကိစ္စမှာလေအော်ဘယ်မှာပါရပါတယ်ငွေချေးကိစ္စဆိုလည်းကျွန်တော်အကူအညီပေးလို့ရပါတယ်ဟုတ်ကဲ့ရင်းနီးနီးပေါ့ဟုတ်ကဲ့ပါကိုကြီးဟိုကပြန်နေပေါ့ဘာကြောင့်ပဲတော့ငွေလိုနေလားအော် ဘာမလဲကိုပြေဒီမှာကျမသားတာကျော်ရုပ်ရှင်မင်းသားအာနိုင်ငံကျော်ဗီဒီယိုမင်းသားကြီးလှုပ်ရှင်လိုက်ဆိုလေအမေစီမှာအရင်နေ့ထုတ်ပေးပါဆိုပြီးတောင်းနေတယ်အာကျမမှာငွေကြီးရလဲတိတ်အဆင်မပြေတော့ဟိုအာကျမလက်ွက်လေးကိုကိုမေစီမှာအပေါင်းထားကြလို့အာအဆင်ပြေလို့ရှင်ကျမကြီးလိုက်ခဲ့ပါလားနေရာလဲပြင်းတယ်ဗျနောက်ပြီးတော့ကျွန်တော်အခုတို့ကျမကြီးအသိမကောင်းဘူး အုတ်ချွေးမိမလည်းဖြစ်ပြန်။အော်ကိုမေကလည်းဒီတဝါသကိစ္စပဲလဲလာပြန်ပါပြီ။ချင်ရလဲ။အော်ခမရပဲအိမ်လိုက်ခဲ့သို့ဗျ။အော်အိမ်လိုက်ခဲ့ဆိုတော့ကျမပိုင်ဆိုင်တဲ့လင်မြေရဲ့စာချုပ်စာတမ်းလေးပါလေပြချင်လို့ပေါ့ချင်ရလဲ။အဲ့ဒါမသိဘူး။ခဲရဘလောက်ကျဲ။ကျဲတယ်။သုံးဝေကားလောက်ရှိတယ်။ကိုမေရှင်းပါပါဦးဗျာ။ဒါကလည်းအိမ်ကပဲသုံးဝေကားဆိုလဲလိုက်မဟုတ်ဘူး။ဟိုလိုကလည်းအိမ်ကလည်းကျဲတယ်ပြောတာ။အေးဟုတ်တယ်ဟုတ်တယ်။အဲ့အဲ့သုံးဝေကားကိုကျမပေါအောင်ထားချင်လို့။ခမရဘလောက်ကြီးပါ။ဟိုကျမ30လောက်တော့မလေးမကောင်းရင်30လောက်မှခင်ဗျခေါင်းထဲမှာရပြီလို့သဘောထားလိုက်တော့ တကယ်တော့ကိုမင်းဟောပြီးတော့ပြောမလားဗျာအကလေးစီးစွတင်လိုက်တာရှင်အကြီးလေးရောက်နေရေးအေးသမီးသမီးရောက်တော့မင်းနေလားအကြီးလေးကဟုတ်အဘတော့ဘာလေးပြောနေရလဲမာလီမကွမ်းကသူသားမင်းသားဖြစ်ဖို့တည်းစီပဲငွေကြီးအကူကြီးလာတောင်းလို့ဟေးဟုတ်တယ်သမီးဟောအဲ့ဒီကိစ္စလားဟိုအဲ့ဒါဆိုရင်သမီးနဲ့အဘကိုတစ်ခုလောက်ပြောချင်တယ်ညို့လေးဘာပြောမှန်းသိရဟုတ်ဟိုအခုလေဟိုဒရိုက်တာကွန်ပျူတာရိတ်မယ်ကဘာကြုံမဲ့စကားတွေမှာလဲတမီးလဲခေါင်းဆောင်မင်းကြီးနေရာကနေပါကျင်တယ် အဲ့တော့အဲ့တော့တမျိုးလဲပတ်စံထုတ်ပို့ပါလားဘယ်လိုထုတ်ပြရသိန်း20ငွေသိန်း20ကြီးများရတယ်နိရေဩကိုဗီရေရှင်လည်းအဲ့လိုမပြောပါနဲ့ကျမတော်မှကျမသားလေးဖြစ်ကျင်တဲ့ဆန်တော်မရှိရှိတာလေးရှာချမ်းပြီးလုပ်ပေးတဲ့ရှင်အတွက်ကမဖြစ်စလောက်လေးပါဒီမှာသူတို့တွေမင်းသားမင်းသမီးဖြစ်သွားတဲ့ခါကျလဲကျမတို့ရွာလေးကုန်ရှိတယ်ကျမတို့လည်းကုန်ရှိတယ်ဟုတ်တယ်မလားတမျိုးသိန်း20 ။ဟိုအဲ့ဆိုသမီးဟဲဟိုသမီးရလိုချင်တဲ့30ရပြီကျွတ်သဘောထားကြတော့တော်သေးတာဟိုသမီးရဒီနေ့မှရွာမှာရမုံကြီးအများကြီးကြတာလို့ကိုဗေညာ